မင်္ဂလာနံနက်ခင်းမှာကြည့်ရှုသူများကျမကတော့ Apollo Secondary ဘက်မှ Derivative Ramos ဝင်ဖြစ်ပါတယ်အခုတော့ Hysterectomy လို့ခေါ်တဲ့ Thigh Infection ချင်းအားလုံးအကြအများဆုံးလှုပ်ဆောင်ကြတဲ့ခွဲစိတ်မှုအကြောင်းကိုဆွေးနွေးကြမယ်ပထမဦးဆုံးကျမကညှဝေချင်တာက Hysterectomy ဆိုတာကမိမတယောက်ရဲ့ဆိတ်ခင်းမှာနောက်ဆုံးရွေးချက်စရာဖြစ်တင်ပါတယ်သူမရဲ့သူ့ရုပ်ပြတနာ fibroid ပြတနာတအေဦးစိုက်တနာတွေကိုတက်အင်ဖက်ရှားမဲ့ခါမှာ အခြားရွေးချယ်စရာနီးလန်းအားလုံးကို အသုံးပြုပြီးမှသာဖြစ်တည်ပါတယ်။အထူးသဖြင့်အသက်40မတိုင်မီမိန်းကလေးလေးတွေဆိုရင်တိုက်အင်ဖက်ရှာခြင်းကိုရွေးချယ်စရာတစ်ခုအနေနဲ့မစင်လာပါနဲ့။တကယ်တော့အခြားနီးလန်းမရှိတော့တဲ့အခါမှာသာနောက်ဆုံးရွေးချယ်စရာအနေနဲ့တိုက်အင်ဖက်ရှာခြင်းကိုစဉ်းစားတည်ပါတယ်။ဘာကြောင့်လဲဆိုတာကို ကျွန်မပြောချင်တာကမိန်းကလေးတွေအတွက်အရေးကြီးဆုံးဟော်မုန်းတွေဖြစ်တဲ့ estrogen, progesterone နဲ့ testosterone တို့ကိုတိုက်အိမ်ဦတွေကထုတ်ပေးတာပါ။တိုက်အိမ်ဦတွေကမိမတွေ menopause ဝင်တဲ့အချိန်မှာပဲတက်သွားတာပါ။ဒါကလည်းအသက်46.5 55 80ထိဖြစ်နိုင်ပါတယ်။ဒါပေမဲ့အသက်၄၀မတိုင်မီတအိမ်ကိုဖယ်ရှားလိုက်ရင်တအိမ်မူတွေကပုံမြင်မြန်ပြတ်သွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အเจ้าကတအိမ်ဦးနဲ့တအိမ်ရဲ့တွေးလန်းเจ้าတွေဟာ တချို့နေရာတွေမှာအတူတူရောနှောနေကြတာမူတာအိမ်ကိုဖယ်ရှားလိုက်တဲ့အခါတာအိမ်ဦးရဲ့တွေးလန်းချောင်းကိုလည်းထိခိုက်စေပါတယ်။ဒါကြောင့်တာအိမ်ဦးတွေကမိမိအချိန်မတိုင်မီတက်သွားနိုင်တယ်လို့ subscriber ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ကြည်နေတဲ့မိမိအားလုံးကိုတောင်းဆိုချင်တာကအသက်လေးဆက်မတိုင်ခင်တာအိမ်ဖယ်ရှားခြင်းကိုတကယ်မထွက်မနေလုပ်ရမယ့်အခြေအနေမဟုတ်ရင်မစင်းလှပါနဲ့။အသက်၄၀ကျော်သွားပြီးနောက်တောင်ဒါအိမ်ဖယ်ရှားခြင်းမလုပ်ခင်မှာ hysteroscopy ကောပစကပီဟော်မုန်းကုထုံးတွေလိုအခြားရွေးချယ်စရာတွေအများကြီးရှိပါတယ်။ဆီယဝင်ကတာအင်ခေရှားချင်းအပြင် အခြားရွေးချယ်စရာ မရှိဘူးလို့ပြောတဲ့အခါမှာပဲဒီအကြောင်းကိုနောက်ဆုံးအနေနဲ့သာစဉ်းစားတင်ပါတယ်။အဲ့ဒီအချိန်မှာပဲတာအင်ခေရှားချင်း hysterectomy ကိုစဉ်းစားပါ။ကျေးဇူးတင်ပါတယ်မိတ်ဆွေတို့။